ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ်ဟယ်လိုတော်လန်ပြည်သူပေါင်းလို့ရှင် ပတ်စဉ်တင်ဆက်ပေးနေကြသူတို့ရဲ့ PPTV ရဲ့ကုကြမယ်လှူကြမယ်စီစဉ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ချက်ဖက်စစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကိုချက်ချက်ခံခုခံတွန်းလှန်နေတဲ့ကင်နီဒေတာနဲ့ရှမ်းယူမတို့ပူးပေါင်းသုံးဆောင်နေတဲ့ကမ်ပိန်းလေးနဲ့အစပြုချင်ပါတယ်ရှင်အဲ့ဒါလေးကတော့အောင်ပွဲမျက်စိရှမ်းယူမနဲ့ကင်နီဆိုတဲ့ကမ်ပိန်းလေးဖြစ်ပါတယ်ကမ်ပိန်းတာဂက်က73000ဖြစ်ပြီးတော့ကမ်ပိန်းပြီးဆုံးမဲ့ရက်ကိုတော့မကျင်ညာသေးပါဘူး ကင်းနီပြည်မှာနေမည်ဆုံးရှုံးမှုတွေများနေတဲ့စစ်ကောင်စီကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်မှုတွေလုပ်နေပါတယ်။ KNDF ရဲ့လက်ညှိုးကူကဲမှုအောက်မှာရှိတဲ့ SSNDF, KNDF, ယူဟာအမှတ်ကိုကနေပြီးတော့လက်တလောကာလမှာကင်းနီပြည်နယ်ရဲ့ရှမ်းတောင်အစပ်ဒေသတွေမှာစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီလိုပဲ SSNDF, KNDF ယူဟာအမှတ်9ရဲ့စည်ရေးအရွေတွေကိုရှမ်းတောင်ထေတာမှာဆက်လက်ပေါ်ဆောင်သွားမှာဖြစ်တဲ့အတွက်မိသားပြည်သူတွေအနေနဲ့စည်ရေးလိုအပ်ချက်တွေကိုဖြည့်တင်းနိုင်မယ်။အောင်ပွဲညက်စီရှမ်းယူမနဲ့ကီနီကမ်းမေးမှာပါဝင်ကူညီပေးကြဖို့အတွက်ချူဝဒီနေရာနေတိုက်တွန်းလို့ဆောင်လိုက်ပါတယ်ရှင်။နောက်ထပ်သူပြောပြပေးမယ့်ကမ်းမင်းကတော့အထူးလှူရှားမှုတက်ကပြုလုပ်နေတဲ့ကမ်းမင်းပဲဖြစ်ပါတယ်။ အထူးလှူဆောင်မှုတက်ဆိုတာတော့2021ခုနှစ်အစောပိုင်းကာလတွေကစပြီးတော့လက်ရှိအချိန်ထိလက်နက်ကင်တော်လည်းမှာဆွတ်ဆွတ်တမနဲ့ပါဝင်တက်ခဲ့နေတဲ့ရဲဘော်တွေနဲ့2024ခုနှစ်မေလမှာစတင်ဖွဲ့စည်းခဲ့တဲ့တက်တက်ခုနဲ့ဖြစ်ပါတယ်။အထူးလှူဆောင်တက်ဟာဆိုရင်လက်ချစ်ဆွမ်းဆောင်ရေးပြေးွားတဲ့စစ်တီရဲဘော်တွေနဲ့မဟာဗျူဟာထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်ခြင်းတွေမှာလိုအပ်တဲ့စစ်အင်အားကိုဖြည့်တင်းတာ မြေပြင်ဒေသတွေအထိစစ်စင်ရေးတွေကိုထိရောက်စွာစစ်စင်လှုပ်ရှားပြီးတော့ကစားနိုင်မှုရှိရထားတာပါ။နေမီဒေတာအသီးသီးမှရှိရဲသဘောထားတူညီတဲ့တော်လိုင်းရဲဘော်တွေကိုစူးစီးပြီးတော့အမိတ်ပေးကုတ်ကဲမှုတစ်ခုရဲ့အောက်မှာစင်းရုံညီညွတ်စွာနဲ့ဖွဲ့စည်းထားတဲ့တပ်တခုလည်းဖြစ်ပါတယ်။အခုတော့အဲ့ဒီအထူးလှုပ်ရှားမှုတပ်ကအမေစုပေါင်းရွှေရင်တို့ငါးမှုသားကိုလက်လက်တစားမြန်မာငွေနဲ့စုံရင်၂ပေါင်းခွဲချက် ထိုင်းဝင်ဘတ်နဲ့ဆိုရင်တော့250ဘတ်နဲ့လက်မှတ်အဆောင်ရင်900တတိကိုရောင်းချတဲ့ကမ်ပိန်းကိုလှုပ်ဆောင်နေရပါ။ရရှိလာတဲ့ရန်ပုံငွေတွေကိုတက်အတွက်လည်းအသုံးပြုမှာဖြစ်ပါတယ်။အထူးလှူရှားမှုတက်ရင်ကမ်ပိန်းမှာပါဝင်ကူညီခြင်းနဲ့ဆိုရင်အမေစုပေါ်ရွှေရည်တို့လည်းရယူခြင်းနဲ့ဆိုရင်တော့အထူးလှူရှားမှုတက်ရင် Facebook Page ကနေဆက်သွယ်ပြီးတော့ပါဝင်နိုင်ပါတယ်ရှင်။အခုတခါမှာတော့အညာဒေတာမှာပြုလုပ်နေတဲ့ကမ်ပိန်းတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ မြောင်မြို့နယ်အတွင်းကမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ကပြုလုပ်နေတဲ့ဘူဆက်ကြောင်စစ်ကြောင်းနဲ့မြချင်းမိကံမိပဲဖြစ်ပါတယ်။ဘူဆက်ကြောင်စစ်ကြောင်းအတွက်စစ်စင်တွေဖော်ဆောင်ရမှာအထူးလိုအပ်နေတဲ့မြချင်းမိကံမိအတွက်အခုကံမိကိုလှုပ်ဆောင်နေရပါ။ကံမိကာလကဇွန်လ24ရက်ကနေစက်တင်ဘာလ30ရက်နေ့ထိဖြစ်ပါတယ်ရှင်။ကမ်းမိတ်တာကက်က73500ဖြစ်ပြီးတော့မဲနှက်မှတ်တွေကိုရောင်းချပြီးကမ်းမိတ်ကိုပြုတ်လုသွားမှာပါ လက်လက်မဲ့ဒီဇိုင်းကိုတသောချက်ဖြစ်ပြီးတော့စုချင်းတွေဖြစ်နေတဲ့ပထမစု iPhone 13 Pro ဒုတိယစုအနေနဲ့လက်စွပ်တကွင်းတတိယစုကတော့ Nike တလုံးပဲဖြစ်ပါတယ်ရှင်။အညာဒေတာဟာစစ်ကောင်စီအတွက်စစ်ရှုံးဒေတာလို့ဆိုရင်လည်းမမှားပါဘူး။အဲ့ဒီလိုစစ်ရှုံးရအောင်လည်းအညာဒေတာတော်လိုင်းတဲ့တွေရဲ့သွေးတွေချွေးတွေအသက်တွေနဲ့ကိုခန္ဓာဆွလုံးမှုတွေကိုပါအရှင်းတင်ပြီးတော့တိုက်ထုတ်နေလို့ပါ။ ဒီလိုတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်အခုပြုလုပ်နေတဲ့ငချင်းမီကမ်ပိန်းမှာပါဝင်ပေးကြဖို့အတွက်ကိုချူရဒီနေ့ကနေတိုက်တွန်းပြရစီရှင်။အခုသူနောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ကမ်ပိန်းကတော့မြို့ပြပြစ်မှန်ဂန်းငါလက်ကမ်ပိန်းဖြစ်ပါတယ်။ကမ်ပိန်းတာဂက်ကတော့စသိန်းတစ်ထောင်ပါ။ရောင်ရည်ရှိရာမြေပြင်းစီကိုပြန့်ကျဲဖို့အတွက်ကရဲဘော်တွေအတွက်အိမ်မက်တစ်ခုပါပဲရှင်။ Arden Operation Column ကရဲဘော်တွေကလည်းမြေပြင်းကိုစစ်ချီနိုင်ဖို့ မျိုးပြပြင့်မှတ်တော့ပြုတ်လုံနေတဲ့ခန်းကားနဲ့ကံမိတ်မှာမိဘပြည်သူတွေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့တင်ရနေတိုက်တွန်းချင်ပါတယ်။ကံမိတ်ပြီးဆုံးမှုရက်ကညီလာပေမဲ့လက်ရှိအချိန်ထိကို36ရာခိုင်နှုန်းသာရရှိထားသေးရမလို့ကာခိုင်နှုန်းပြည်မီအောင်ခန်းကားနဲ့ပိုင်ဆိုင်နိုင်မှုအတွက်ပါဝင်ကူညီမှုတွေတိထက်လိုအပ်နေရပါ။မျိုးပြပြစ်မှန်ခန်းကားလက်ကံမင်းမှာအခုလိုမျိုးပါဝင်ကူညီခြင်းနဲ့ဆိုရင်တော့ပေါ်ခုပေါ်ပြထားတဲ့ကျူအာကောက်ကနေတစ်ဆင့်သွားရောက်ပြီးတော့ထောက်ပို့ကူညီနိုင်မှာဖြစ်ပါတယ်ရှင်။ ပြောပြပေးခဲ့တဲ့ကမ်းမင်းတွေရှင်မထားတဲ့တားခက်တွေပြေးပြီးတော့ပါတော်ဆန်မိဘကြည့်သူတွေခင်ခိုက်အားလိုက်နေပါဝင်အဖြစ်ပေးမယ်လို့ယုံကြည်ပါတယ်ရှင်နောက်ပတ်တွေမှာလည်းဖေမယားရီမှာကုရလူရမယ်ရှားဖွေဖို့ခက်နေတဲ့တော်လန်ကြည့်သူတွေအတွက်ကခုလိုမျိုးရှုံနိုင်ကုနိုင်ကြမယ်ကမ်းမင်းတွေကိုဆက်မှန်ပြီးရှားဖွေမိတ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်ထည့်သွင်းမိတ်ဆက်ပေးစီခြင်းနဲ့ကမ်ပိန်းတွေရှိတယ်။ချူရဲ့ဒီပို့ဆောင်မှာကွန်မန့်လာရေးပေးလို့ရပါတယ်ရှင်။ ငါတို့မှာငါတို့ပဲရှိတယ်ဒီတော်လိုင်းအောင်မှုအတွက်ငါတို့ကူမယ်ငါတို့လှူမယ်